မင်္ဂလာပါအဲအခုကပေါ့နော်တတိယဘာဘော့စ်ပြလုပ်တဲ့နေလေပေါ့နော်အဲအလုပ်တွေကောလိလန်နေသူတွေအလုပ်ဒီဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပေးပါပါနော်အဲတတိယဘာ exercise လေးကိုပြန်ပြပေးပါမယ်ဆိုတော့တော့ဘလုံးလေးနဲ့ဆိုတော့ပထမဆုံးပိုလီဂွန်2လေးကိုယူမယ်ပိုလီဂွန်2လေးကိုယူပြီးတော့ကြတော့ ရင်ဖေးကာလာကိုယူထားမယ်စတုတ်ကိုအမေပဲပြန်ထားပြီးပေါ့နော်အာစတုတ်ရဲ့ site က150ပဲထားပြီးမယ်ကမ်ပီယိုင်းဆိုဒါလေးကို copy ပါမယ်အန်ဒါလေးကို site နဲ့နည်းနည်းကြည့်ပါ copy ပါမယ်ဆိုရင်ညာဘက်ကို copy ကွန်ထရိုးတာပြပြီးရောဆင်းမယ်ပြန်အရမ်းလေးကိုကွန်ထရိုးတင်းဆိုပြီးတော့ ဒါစိတ်ချခွာလို့ရတယ်ဆိုဆိုရင်ရှိကုန်ပွားလာပြီပေါ့နော်အမ်ဘောပြောရလို့ဆိုရင်နောက်ထပ်တရားတော်ပဲတကားခေါ်ပြီးပွားရမယ်ဘုလိုတာပြီးပြီးတော့အခုခုဆက်မယ်ဒီရှိကီကိုဖြူပြီးတော့လက်မှတ်မယ်တခုကြပြီပေါ့ ဆလမတ်ကြီးဆိုအဲ့ဒီမှာကိုပေးခြင်းတဲ့အကြောင်းလေးတွေကိုပေးထားမှာပေါ့နော်။ဟာအပြန်ရောင်းလေးပြလိုက်။အာပြီးရင်ဒီနှစ်ကျောင်းလုံးအလုံးကိုမုံပြီးဆလမတ်မယ်။မပေးပါဘူးဆိုရင် order ဖိပြီးတော့ကြာတော့အောက်ကကိုတန်းတန်းလေးဆွဲပါမယ်။ ဒီဆိုအနေကြောင်းပဲတခါ order key ဖြစ်ပြီးတော့ offer ကိုဆက်တော့မယ်နောက်တခါနောက်တခါတခါထပ်ပြီးတော့ copy ထပ်ပွားမယ်ပေါ့နော်အဲပြီးသွားပြီဆိုရင်ဒါတကူလုံးအားလုံးဟောပြီးဆက်လက်မှတ်ထားမယ်ဟိုသူ့ကိုသူကစင်ပယ်စင်ပယ်ထဲမှာထည့်ထားမှာဖြစ်တဲ့အတွက် စင်ပယ်အောင်စုကိုစင်ပယ်ကိုခေါ်ထားမယ်ဝန်တော်တွေကနေသွားပြီးတော့စင်ပယ်ကိုခေါ်ထားဒီစင်ပယ်တွေကိုခုလက်ရှိပြုလုပ်ထားတဲ့ဟာလေးကိုဖန်တီးထားတာလို့သူတို့ထည့်မယ်အဲ့တော့စင်ပယ်တွေကိုထည့်တဲ့ချိန်မှာသူ့ကိုအားလုံးမုံပြီးတော့ selection မပြောပါဘူးဆိုရတဲ့ selection တုံးနဲ့ဖိပြီးတော့စင်ပယ်အောင်စုတွေကိုဆက်ထည့်လိုက်ထည့်လိုက်ပြီးပါပြီဆိုရင်အခုဒီထဲမှာဆိုရင်ဘောက်ကလေးကြာလာမယ်တွေ့ကြတော့ဘောက်ကလေးကကြာတော့ new ဘောက်ကဘယ်လိုမျိုးလဲဆိုကြတော့ new sample ဆိုပြီးတော့ပေါ်လာမယ်ခုလက်ရှိကိုထည့်လိုက်တဲ့ဟာလေးရဒီနာမည်လေးတိုင်းထားမလားတဲ့သူကကိုပေးချင်တဲ့နာမည်လေးတစ်ခုပေးပါတော့ကိုကဘယ်လိုပုံစံမျိုးပြုလုပ်ချင်တာလဲကိုပြုလုပ်ချင်တဲ့နာမည်လေးတစ်ခုပေးလိုက်မယ်ပေါ့နော်အဲတော့ကြတော့ဘောလုံးပုံစံပြုလုပ်မှာမလို့ဘောဆိုပြီးရေးလိုက်မယ်ပြီးရင် okay အဲ့တော့ဒီထဲမှာရောက်သွားပြီအော်ဒါတော့အပြင်ဘက်မှာရှိတဲ့ဒီအောင်ဆိုတာမလို့တော့ဒလေးနေပြီးတော့ဖြည့်ဖြည့်နော် အီလီတိုလေးယူမယ်အီလီတိုလေးယူပြီးသွားပြီဆိုရင်ဖေးကာလာကိုအမဲရောင်းထားဒီ ware ဆိုရင် elite ကိုတာဂက်ပုံလေးဖြောင်းအောင်စဝိုင်းလေးဆိုရင်အဲ site ရတဲ့ကတော့ဘိုးလိုချင်တဲ့လောက်ဒီကိုတိုလိုချင်တဲ့လောက်ဆွဲပါတော့အာဒီဆွဲပြီးသွားပြီဆိုရင်လည်း direct selection တုံးနဲ့ဒီဘဲ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 ချမ်းကနေတမလို့ဖြည့်ဆွဲလိုက်မယ် ဖေဖော်ဝါရီဆိုရင်ဒါလည်းဆက်လက်ကျင်းနေဒီဘက်ချမ်းဝက်ဆက်မယ်ဒီပုံစံဖြစ်ပြီးဆိုမှ delete ကိုနှိပ်ပြီးဖြစ်မယ်ဖြစ်ရင်တော့တချမ်းပဲကြံလို့မယ်ပေါ့နော်ဒီတချမ်းပဲကြံတဲ့ဟာကိုမှမကိုကောင်းစဉ် delete the robots ပေါ့နော်ဒီ robots ကပတ်တာပေါ့နော်ဒီတချမ်းနဲ့ဆွဲထားတဲ့ဟာကိုအဝိုင်းလေးပြန်ပြန်ပတ်မှာအပြန်ပတ်ဖို့ရတော့ဘယ်လိုသွားမှာလဲဆိုတော့ effort တက်ဖို့ခွင့်မယ် effort တက်မှာ delete the တတိယနံပါတ် reverse ပေါ့နော် reverse ဆိုရင်ဒီပုံစံပေါ်မှာဒါမှဆက်ဆိုင်တတိယပေါ်တည်ကြလာပြီပေါ့နော်အဲ့တော့တတိယ reverse option ပေါက်ပေါ်လာပြီဆိုရင်သူကအဖို့ဒီစဝိုင်းလေးကိုအောက်မှာရှိတဲ့အဝိုင်းလေးကို follow ချင်တယ်လို့မလို့ဒီမှာလှည့်လို့ရသေးတယ်။ဒါချင်းတဲ့ပုံစံလေးပေါ့နော်။နောက်သူ့ရဲ့ဟိုဆောင်းနှထည့်လိုက်တဲ့သင်္ဘယ်ထဲမှာတက်ပြီးတော့တင်လိုက်တဲ့ပုံလေးမျိုးကိုဒီစဝိုင်းထဲမှာထည့်ပုံလေးကိုပေါ်ချင်တာပေါ့နော်။အဲ့ဆိုရင်သူက မအပ်စော်လေးရွေးပြရမယ်။မအပ်လေးရွေးလာရွေးသွားပြီဆိုတော့မအပ်မှာဆိုရင်ဒီမှာစဖြစ်မှာဆိုရင်အစင်ဆုံးသိရှိရင်ဒါဆိုရင်ပထမ1ဒုတိယစဖြစ်ကိုပေါ်ခြင်းနဲ့ဆိုရင်ဒီညာဘက်က rivalry လေးကိုနေလာနေစာဖြစ်ပါတော့ဒါဆိုရင်ဒုတိယလည်းဒုတိယစာဖြစ်ဆိုရင်ဒါတတိယမှာစာဖြစ်တရော3တုံးညာအစင်3စင်းရှိတယ်ပေါ့နော်အဲ့တော့ကိုကခုနထည့်လိုက်တဲ့ ပြုကံဟိုပါတော့ပလီကွန်ပေါ်လေးကိုဖဏမ်းမှာထည့်ချင်တာလေးဆိုတာကိုထည့်မယ်ဒီအဆင့်1လား2လား3လားပေါ့နော်အားလေးကိုရွေးထားမယ်ရွေးထားပြီးခုမှတရိစာမျက်နှာမှာထည့်လိုက်မယ်ထည့်လိုက်ပြီးပါဆိုဒီစင်းရဲ့တောင်းရောတစ်ချက်နေပြီးတော့ဇနသိမ့်လိုက်တဲ့ကိုပေးလိုက်တဲ့နာမည်လေးဒီကိုဒီမှာတိုင်းရွေးမယ်ရွေးပြီးဆိုရင်ဒီထဲမှာပေါ်သွားအပေါ်သွားပြီးဆိုတော့အဟိုတရားလေးကိုနေရာရွေးမယ် ဒါဆိုင်ဆိုင်ကိုလိုချင်တဲ့ပုံစံလေးဒီမှာ preview preview အမှန်ကျလေးထည့်ထားပေးရမှာနော် preview အမှန်ကျလေးထည့်ပြီးတော့ကြာတော့ကိုလိုချင်တဲ့ပုံစံဖြစ်အောင်ဒါလေးကိုနေရာလေးဆွဆွပြီးတော့နေရာလေး move လုပ်ပြီးတော့ဆွဆွပြီးပေါ့နော်အာရှင်းပြီးတော့လိုချင်တဲ့ပုံလေးရောက်သွားပြီဆိုရင် okay လို့ပြင်မယ်အာဆွဲတဲ့ပုံမှာကိုဆွဲထားတဲ့ပုံပေါ်မှာတော့မူတည်နေတယ်ပေါ့နော်တယောက်နဲ့တယောက်ကတော့တစ်ထက်တည်းတစ်ပုံလည်းတော့ကြာလာမှာမဟုတ်ဘူးအဲဆိုโอเคလို့ပြင် နောက်ပြီးတော့ okay လုပ်ပြီးလောက်ဒါဆိုရင်ဘောလုံးပုံစံလေးပေါ်လာပြီပေါ့နော်အဲ့တော့ဒီဘောလုံးပုံစံလေးကိုမမအောက်ကနေပြီးတော့အရေးလေးထည့်ခြင်းအရေးလေးထည့်ခြင်းလည်းဆိုရင်အတူရေးလေးလေးနဲ့အပြင်မဲ့လွတ်တဲ့နေရာမှာဆွဲလိုက်ဆွဲပြီးသားပြီဆိုရင်ဘယ်တဲ့ကိုသွားမှလဲဆို effort ထဲမှာပဲသွားမယ် effort ထဲကနေပြီးတော့ effort ထဲကနေပြီးတော့ကျတော့ဟောကျရင် effort ထဲကနေ style လေးကိုတော့ပြရမှာပေါ့နော်အဲတော့ filter လေးကိုယူလိုက် filter မှာဆိုရင်ကိုကအရေးလေးပဲထည့်ချင်တာဆိုတော့ filter ကိုဒီမှာ show လိုက်ပေါ့နော် show ပြီးတော့ဒီမှာ preview ကိုထည့်ချင်တယ်ဖြုတ်ချင်တယ်ပေါ့နော်ဒါကိုလိုချင်တဲ့ site ရရပြီဆို okay လို့ပြင်ဒီအောက်ပေါ်အရေးပုံစံမျိုးထည့်ချင်တာပေါ့ အဓိကတော့ဒီကိုဆွဲထားတဲ့ဘောလုံးလေးရဲ့အောက်မှာအရေးလေးထည့်စမ်းအရေးလေးရဲ့ site ရယ်စာလေးကြည့်သေးလေးပြင်ကျင်နေဆိုရင်တော့ဒါမျိုးလေးဆက်ရှုပြီးပြပေါ့ဒါကြတော့အရင်အရင်ညာဝါပြီးဆိုပြန်ချောဘာမှဟိုဘက်မှာတော့ပြီးတော့ filter ကို short ပေးပေါ့နော်ဒါကကြတော့တရေလေးပဲပေါ့ဆိုတော့ illustrator ထဲမှာပုံလေးတွေဆွဲပြီးတော့ပြလို့တည်းနေပေါ့နော် အန်ဒီပုံလေးကိုလိုက်ပြီးတော့လေ့ကျင့်လေ့ကျင့်ကြည့်မယ်လေ့ကျင့်တာကမမရခဲ့ဘူးဆိုရင်ကိုယ်မမဝင်ပြီးတော့မိထားလို့ရတယ်ဘူးနော်အားလုံးပြည့်ပြည့်ပြောပါအားလုံးစင်ကြောက်ပါစေ